ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်ငဖဲမြို့နယ်နယ်ရေကန်ဗျူဟာကုန်းကအနာသိန်းတပ်ဖွဲ့ဝင်တွေဟာအရကတက်တော် AA ထံမှာအော်တိုဘာလ18ရက်နေ့ကအလံဖြူထောင်လက်နက်ချခဲ့ကြသလိုတိုက်ပွဲအတွင်းလက်ရဖမ်းဆီးရမိသူတွေလည်းရှိတယ်လို့ AA ကသတင်းထုတ်ပြန်ပါတယ်။ဒါ့အပြင်ကစင်ကလျားထွက်ပြေးနေသူတွေကို AA နဲ့ပူးပေါင်းတပ်တွေကလိုက်လံရှင်းလင်းနေပြီးလက်နက်ချသူတွေနဲ့ဖမ်းဆီးရမိတဲ့တုံ့ပန်းတွေကို AA ကစစ်တုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။ နိုင်ငံစကန်ဟာအမြင့်ပင်9000ခန်းရှိတဲ့တောင်ပေါ်မှာတိစောက်ထားပြီးဒေကြောင်းရန်ကာကွယ်ရေးအတွက်ရေဒါစနစ်တွေပါတပ်ဆင်ထားတဲ့ဗျူဟာမြောက်စကန်တစ်ခုဖြစ်တယ်လို့စစ်သား CDM တွေကပြောပါတယ်။ဒါကြောင့်လဲဒီစကန်မကြဖို့စစ်ကော်မရှင်ဘက်ကလေကြောင်းအပြင် ရေပြင်စစ်ကူတွေနဲ့ပါ ခုခံနေပေမဲ့အေနဲ့ဘူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့ပြီးတိုက်ခိုက်နေကြတာပါ။ စစ်တပ်အနေနဲ့ကတော့နိုင်ကန်စခန်းကိုသာလက်လွတ်လိုက်ရရင်ငဖဲမြို့နယ်အတွင်းကအမှတ်905အမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မဆခ905အမြောက်တပ်တွေဖြစ်တဲ့အာမတာ305နဲ့409ကာကွယ်ပစ္စည်းထုတ်ဆက်ယုံ ကပါစာ14တို့ကိုလည်းအချိန်မြင့်တိုက်ခိုက်ခံရတဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့စစ်အုပ်စုတွေတီတွေကထောက်ပြကြပါဗျာ။